ငါဘာမှမစားရမတော့ရပဲနဲ့နေရတာရက်တွေလည်းကြာနေပြီ။လက်ဆက်တဲ့အသားကလည်းရှာမရဘူးဖြစ်နေတယ်။တောင်ဘက်ကိုကျင်းကတည်းကလည်းမလာကြဘူး။ငါလည်းတော်ရုံကိုသွားလို့မရဘူးဖြစ်နေတယ်။ငါဘလို့နီးနေပဲဖြစ်ဖြစ်လက်ဆက်တဲ့အသားကိုတော့ရှာမှဖြစ်တော့မယ်။ခဏတာစဉ်းစားပြီးရဲ့နောက်မှာတော့ရာဇာသိန်းငက်ကသူ့တငယ်ချင်းဖြစ်တဲ့မဲမင်းသိန်းငက်စီကိုရောက်လာတော့တယ်။ဟွန်းငါအရင်ကိုစိတ်ညစ်တာပဲမင်းမင်း။ဘာမှမစားရတာလည်းငါးရက်လောက်ရှိပြီ။ ဘိုက်စာလုံးလို့အချိန်နဲ့ဆုံးနေပြီချင်းကတည်းကပဲအမဲလိုက်ပြီးတော့လက်ဆက်တဲ့အသားစားရတယ်လို့ဘသူပြောလို့လဲငါဆိုရင်အလုတ်လုတ်ပြီးတော့ရရဲပစံနဲ့လက်ဆက်တဲ့အသားငါတွေဝယ်စားတယ်လीငါရဲ့တငယ်ချင်းညာစားငါပြောတာကိုနားထောင်ပြီးတော့အလုတ်လုတ်ပါလားဟာမလုတ်ပါဘူးငါလက်ဆက်တဲ့အသားပဲကြိုက်တာပစံနဲ့ဝယ်ရတဲ့အသားတွေကလက်ဆက်တာမဟုတ်ဘူးငါဘယ်တော့မှမလက်ဆက်တဲ့အသားကိုစားရမှာမဟုတ်ဘူးမင်းဒီလောက်တောင်ကြီးများနေမှာတော့တည့်ရအစာငတ်ပြီးတော့သေသွားလိမ့်မယ် င်းမေငါမင်းစီရနေအခုညီလာတောင်းတာကွာမင်းကငါ့ကိုလာပြီးတော့ဆုံးမနေတယ်ငါ့ကိုကူညီပေးပါကွာမင်းကငါ့ရဲ့တငယ်ချင်းကောင်းမဲဟောင်းကောင်းပါပြီငါမင်းကိုဘာကူညီပေးရမလဲပြောမင်းက TV တိုင်းမှာအလုပ်လုပ်တာမဟုတ်လားငါ့ကိုကူညီပေးပါအောင် TV မှာလိန်ပြီးတော့ကြော်ညာပေးလေကွာရှာစာတိုင်းကကိုဖမ်းနိုင်ရင်ဘရင်က Ruby 2000ချိမြင့်မယ်ဆိုပြီးတော့လေဟာမင်းယူနေရလားကွာ ငါသာအဲ့လိုသတင်းဖြတ်လိုက်ရင်အားလုံးကမင်းနောက်ကိုလိုက်လာကြတော့မှာပေါ့ဟုတ်တယ်လေငါကိုယ်တိုင်ကအဲ့လိုဖြစ်စေချင်တဲ့ဟာ ਉ ကျင်းကတည်းကကျင်းကတည်းအားလုံးကပတ်ဆက်ရမန်းနဲ့ငါ့ကိုဖမ်းမှုလာကြအောင်လို့လေအဲ့ဒီခါကျမှငါကသူတို့တွေကိုပြန်ပြီးတော့အမဲလိုက်လို့ရမှာပေါ့ကွာဝါမိုက်လိုက်တာရစာရမင်းကတကယ်ကိုထက်မြက်တဲ့တိုင်းငယ်တကောင်ဖြစ်မှန်းငါတော့လက်ခံကျင်သွားပြီ နောက်နေ့မနေ့မှာတော့ကျင်းကတည်းကအိမ်မှာထိုင်ပြီးတော့ TV ကြည့်နေကြတော့တာပေါ့ မင်္ဂလာပါလူကြီးမင်းအပေါင်းတို့ကျွန်တော်ကတော့မင်းမရီပေါ်တာဖြစ်ပါတယ် breaking news ဘီငါရာစာသိန်းငယ်ကိုဖမ်းမိနိုင်တဲ့မြည်သူကိုမဆိုရူပီး2000ချင်းမြင့်မယ်လို့ကြေညာထားပါတယ်ဘယ်ချင်းငယ်မဆိုရာစာသိန်းငယ်ကိုဖမ်းပြီးတော့ဘီငါကိုဆက်သနိုင်မယ်ဆိုရင်ဘီငါကရူပီး2000ချင်းမြင့်ပါလိမ့်မယ်ကြည့်ရတာရာစာသိန်းငယ်ကတခုခုလုံးပြည့်ပြီထင်တယ်အဲ့ဒါကြောင့်လဲဘီငါကသူ့ကိုဖမ်းဖို့အတွက်ပတ်စံနေအများကြီးပေးရနေမှာမြေမြန်လေးရာစာသိန်းငယ်ကိုဖမ်းပြီးတော့ ကိုယ့်ရဲ့အနာဂတ်ကိုတောက်ပအောင် လုပ်လိုက်ကြပါအမေအမေနဲ့သမီးသွားပြီးတော့အဲ့ဒီရာစာသိန်းငွေကိုသွားရှာရအောင်သူ့ကိုတွေ့ရတဲ့ဖမ်းပြီးတော့ဘီရင်စီမှာသွားပြီးတော့ဆက်သကြမယ်လीပြီးရင်ဘီရင်စီကနေရူဘီ2000ဆုလိုက်ယူလိုက်မယ်မဟုတ်ဘူးမဟုတ်ဘူးသမီးရာစာသိန်းငွေကိုဖမ်းဖို့ကလွယ်တဲ့အလုပ်မှမဟုတ်တာအမေတို့ကအသက်အန္တရာယ်ရှိပြီးမှရလာတဲ့ပတ်စံမျိုးကိုအမေတို့မလို့ကြမှာဦးရဲ့ဖခင်ကြီးဆုလက်ကတော်တော်လေးကိုများတာပဲ အဲ့လောက်ဆိုရင်ရွှေလက်ဆွတ်တဲ့အိမ်အစ်စ်တွေကားတွေတောင်ဝယ်နိုင်လောက်ပြီကိုကလူညံ့နေကြရင်အလောက်ကပြန်လာရင်သူ့ကိုဒီအကြောင်းတွေပြပြလိုက်ရမယ်မြက်ပြန်ကြရင်အတူတူသွားပြီးတော့တိုင်းငက်ကိုဖမ်းမိပြီးတော့ဆုလက်တွေကိုအပိုင်သိမ်းလိုက်မယ်ချက်တူရေးရလဲရဲအောင်စေးရတာပေါ့ဆုတ်ချတဲ့အိမ်ဆုတ်ဆုတ်လေးမှာနေထိုင်ရတော့တယ်อืมဒီလိုမျိုးအခွင့်အရေးကောင်းလက်လွတ်ခံလို့ဘယ်ဖြစ်ပါမလဲမနေ့ပြန်ကြရင် တိတ်ငက်ကိုရအောင်ဖမ်းပြီးတော့ဆုလက်ကိုရအောင်ယူမှဖြစ်မယ်ဒါပေမဲ့ကျမအရင်ကိုစိုးရိမ်မိရဲ့ ရှင်တခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲဟာကိုဘာမှမဖြစ်တော့ပါဘူးမင်းအရင်စိတ်ပူမနေနဲ့ကိုငါဖမ်းတာကျွမ်းကျင်တယ်လို့မျိုးတိုင်းကကိုလည်းထောင်ချောက်ထောင်ပြီးတော့ဖမ်းပြီးတော့ခေါ်လာခဲ့ပါမယ်ပတ်ဆက်ရမက်ကြီးစွာနဲ့စက်တူရဲကငါဖမ်းပိုက်ကုန်ကိုယူပြီးတော့တိုင်းကကိုဖမ်းဖို့အတွက်တောင်ပေါ်တက်သွားလိုက်တော့တယ်တစ်ဖက်မှာတော့ယာစာတိုင်းကကိုတိုင်းကထောင်ချောက်ဆင်ထားတော့တာပေါ့မင်းဘာမှလည်းတိုင်းကမင်းကငါ့အတွက်ရွှေငါးလေးဖြစ်သွားပြီ မြမြန်လေးငါရှိကိုထွက်လာခဲ့တော့အဲ့ဒါမှမင်းကိုဖမ်းပြီးတော့ဆုလက်တွေကိုငါအပိုင်သိမ့်နိုင်မှာပစံရယူခြင်းနဲ့စိတ်နဲ့ချက်တူရေးရဘာလို့မှမစင်စားမစင်ကျင်တော့ပဲနဲ့အရှိကိုဆက်ပြီးတော့ပြန်တန်းလာခဲ့တော့တယ်အဲ့ဒီချိန်မှာရုတ်တရက်ကြီးချက်တူရေးရဲ့အပေါ်ကိုထောင်ချောက်ကပြုတ်ကျလာပြီးတော့ချက်တူရေးကပိတ်မိသွားတော့တယ်ဖျားကြီးဘယ်ကနေထောင်ချောက်ကရောက်လာတာလဲအင်းငါတော့ပိတ်မိသွားပြီပဲတိကျရောက်လာပြီးတော့ကိုကြီးပေးပါဦးဒီကနေထုတ်ပေးကြပါဦး ကျက်တူရဲဟာအဲ့ဒီထောင်ချောက်ကနေထွက်ဖို့အတွက်ကြိုးစားလိုက်တော့တယ်။အဲ့ဒီချိန်မှာအဲ့ဒီနေရာလေးကိုရာစာသိန်းငယ်ကရောက်လာတော့တာပေါ့။ငါရဲ့ပထမဦးဆုံးအမဲကောင်ကိုတော့ဖမ်းမိသွားပြီပဲ။အခုတော့လက်ဆက်တဲ့အသားကိုစားရတော့မယ်။ရာစာသိန်းငယ်ကအရန်ဘိုက်စာနေရာကြောင်းအဲ့ဒီချိန်မှာပဲကျက်တူရဲကိုတက်ပြီးတော့စားလိုက်တော့တယ်။နှစ်ရက်ကြာသွားတာပေါ့။ကျက်တူရဲကလွဲပြီးတော့တခြားချင်းငယ်တွေကသိန်းငယ်ကိုဖမ်းဖို့အတွက်မလာကြဘူးပေါ့။အင်းနှစ်ရက်တောင်ကြာသွားပြီ။ ချက်တူရွေးပြီးတော့ငါ့ကိုဖမ်းမဲ့သူလည်းဘသူမှမလာကြပါလားငါထင်တော့ဆုလက်ကိုထပ်ပြီးတော့ချင်းမြင့်မနဲ့တူတဲ့အဲ့ဒါမှချင်းငက်တည်းကလောဘတက်ပြီးတော့ငါ့စီကိုလာကြမှာအဲ့လိုတွေးပြီးတော့ရာစာသိန်းငက်ကသူ့ရဲ့တငယ်ချင်းမင်းမင်းစီကိုတွားလိုက်တော့တယ်ဒါဆိုမင်းဖြစ်တဲ့သဘောကငါနောက်ထပ်တစ်ခါထပ်ပြီးတော့လိမ်မေးရမှာပေါ့လေမင်းကိုဖမ်းဖို့အတွက်ဘရင်ကဆုလက်ကိုရူဘီ9000တတ်မှတ်လိုက်တဲ့အကြောင်းကြေညာပေးရမှာပေါ့အဲ့လိုလားဟုတ်တယ်မင်းမင်း ရူပီ2000ကနည်းတယ်လေအခုရူပီ9000တိုးလိုက်ရင်ကျိန်းတဲ့တွေအားလုံးကပို့ပြီးတော့လောဘကြီးသွားကြတော့မှာအဲ့ဒီခါကျမှငါ့ကိုဖမ်းဖို့အတွက်ဒီလိုတေချာပေါက်လာကြလိမ့်မယ်နောက်နေ့တရက်မှာတော့မင်းမင်းတိုင်ငယ်ကထပ်ပြီးတော့တရေမအကိုဖျက်လိုက်တော့တယ်မင်္ဂလာပါလူကြီးပင်အပေါင်းတို့ကျွန်တော်ကတော့မင်းမင်းရီပိုတာပဲဖြစ်ပါတယ် လူချင်းမင်းတို့သိကြတဲ့အတိုင်းပါပဲဘရင်ကရာစာတိုင်းကိုဖမ်းနိုင်တဲ့သူတို့စုနဲ့နှစ်ထောင်ချင်းမြင်ပေးမယ်လို့ကြေညာထားတယ်လေဒါပေမဲ့အခုချိန်ထိဘယ်ချင်းကကမှရာစာတိုင်းကိုမဖမ်းနိုင်လေရကြောင်းဘရင်ကစုလက်ကို9000အထိတိုးပြင်ပေးလိုက်တော့တယ်ဖခင်ကြီးရူပီ9000တောင်လားဒါရောင်းဝများတဲ့စုလက်ပဲအခုတော့ရာစာတိုင်းကိုဖမ်းမဖြစ်တော့မယ်ဘာတွေဖြစ်နေမှန်းကိုမသိတော့ဘရင်ကသူ့ရဲ့ရဲမက်တွေကိုမခိုင်းမနဲ့ဘာလို့ငါတို့လူချင်းငယ်တွေကိုဖမ်းခိုင်းနေရတာလဲ အခုမှတော့ကျင်းကတည်းကလောဘကိုပို့ပြီးတော့တက်လာခဲ့တော့တဲ့ရူပီ9000ကိုပိုင်ဆိုင်ခြင်းနဲ့စိတ်နဲ့ကျင်းကတည်းကဘာကိုမှမစဉ်းစားတော့ဘဲနဲ့ရာဇာသိန်းငွေကိုဖမ်းဖို့အတွက်တောင်မောင်ကိုရောက်လာကြတော့တယ်ဒီနေ့မှတော့ရာဇာသိန်းငွေကငှက်တဲ့အများကြီးကိုဖမ်းလိုက်တော့တယ်မင်းမေမင်းဒီလိုလာလားဝါရာဇာမင်းတော်တော်ပျော်စရာပဲငှက်တဲ့အများကြီးကိုဖမ်းမိခဲ့ရပဲအခုတော့နေ့တိုင်းနေ့တိုင်းလက်ဆက်တဲ့အသားတွေကို စားနေရပြီပေါ့ငါလည်းဒီကိုအဲ့ဒါကြောင့်ရောက်လာတာ ငါလည်းမင်းနဲ့အတူလက်ဆက်တဲ့အသားတွေစားကြင်လို့လေဘာပြောရဲမင်းကလက်ဆက်တဲ့အသားစားကြင်တယ်ဟုတ်လားမရပါဘူးဒီငှက်တွေအားလုံးကငါ့ဟာပဲငါကသူတို့အားလုံးအပင်ပန်းခံပြီးတော့ဖမ်းထားရတာဒီချင်းငှက်တွေရဲ့အသားကိုငါတယောက်တည်းပဲစားမှာရှားစားရေးမင်းမမေ့လိုက်နဲ့နော်ငါသာသတင်းမှမဖြတ်မေးဘူးဆိုရင်မင်းနဲ့အသားတွေစားရမှာမဟုတ်ဘူးဟင်းမင်းမရှိလဲတခြားရပိုတာကိုရှာလိုက်မှာပေါ့နည်းနည်းလေးကုန်ကြီးပေးလိုက်တာနဲ့မြားအကျွေးလာတောင်းနေသေးရဲ့သွားစမ်းမှာကွာ ရှာစာတိုင်းငယ်ရဲ့အကျင့်ကိုကြည့်ပြီးတော့မင်းမင်းတိုင်းငယ်ကဒေါသထောက်သွားတော့တယ်။ငါရာစာကိုကုညီပေးခဲ့တာကငါရာစာကိုကုညီပေးခဲ့တာကပဲငါ့အမသူ့အမဲလိုက်လို့ရအောင်ငါမှတော့တည်င်းမရဖြတ်မိခဲ့ရတယ်။အခုတော့သူ့မှာအမဲကောင်နေအများကြီးရှိလာတဲ့အခါကျမှငါ့ကိုမေ့သွားတယ်ပေါ့လေ။အဲ့ဒါဆိုလဲမင်းကိုဘလို့တင်ငန်းစာပြပေးရမလဲစောင့်ကြည့်လိုက်အောင်ပေါ့ကွာ။အဲ့နောက်မှာတော့မင်းမင်းတိုင်းငယ်ကသူ့ရဲ့တငယ်ချင်းဖြစ်တဲ့ရာစာတိုင်းငယ်ကိုတင်ငန်းစာပြဖို့အတွက်ဆုံးဖြတ်လိုက်တော့တယ်။ နောက်တစ်နေ့မနက် TV မှာမမေဟာကြေညာလိုက်တော့တယ်။မင်္ဂလာပါလူကြီးမအပေါင်းတို့ကျွန်တော်ကတော့မမေရီပေါ်တာဖြစ်ပါတယ်။ဒီနေ့မှာတော့ရာစာသိုင်းငယ်ရဲ့လှုပ်ဝက်ချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ရာစာသိုင်းငယ်ကကျွန်တော်ကိုရိုက်နှက်ခဲ့တယ်။နောက်တော့သတင်းမှပြန့်ခံခဲ့တယ်။ဟွန်း။အခုကဘာဖြစ်ပြန်တာလဲ။ရာစာသိုင်းငယ်ကိုဖမ်းဖို့အတွက်လည်းဘယင်ကစုပေးမယ်လို့ကြေညာခဲ့ရလဲမဟုတ်ပါဘူး။ရာစာသိုင်းငယ်ကိုယ်တိုင်ကသတင်းမှပြန့်ခံခဲ့ရပါ။အဲ့ဒါမှပတ်စံရမက်နဲ့သူ့စီကိုလာအောင်လို့လေ။ အဲ့ဒီချိန်ကျ तू ကဂျင်းကက်တွေကိုအမဲလိုက်ရအောင်လို့ပါအဲ့ဒီချိန်ကျ तू ကဂျင်းကက်တွေကိုအမဲလိုက်ရအောင်လို့ပေါ့ဒါကပဲရဆသိန်းငယ်ရဲ့အမှန်တရားဖြစ်တယ်လူချင်းမအပေါင်းတို့လည်းသတိထားပြီးရနေကြပါဗျာအဲ့ဒီရဆတဲ့သိန်းငယ်နဲ့ဝေးနိုင်မများအဝေးဆုံးမှာပဲနေကြပါဗျာတော်ပါသေးရဲ့တင်းနေရဲ့ကိုရူလွတ်သွားတယ်သိန်းငယ်ကိုဖမ်းဖို့အတွက်နဲ့တောင်းမို့မတော်လိုက်တာကိုရူကန်ကောင်းသွားတယ်မဟုတ်ရင်ကိုရူလည်းသိန်းငယ်ရဲ့အမဲကောင်ဖြစ်သွားမှာ ဲ့လိုနဲ့ပဲရာဇသိန်းငယ်ရဲ့အမှန်တရားအားလုံးရဲ့အရှိန်မှာပေါ်လာခဲ့တော့တယ်။မင်းမင်းသိန်းငယ်ကရာဇသိန်းငယ်ရဲ့အကြံအညီကိုဖျက်ဆီးလိုက်တော့တယ်။အဲ့ဒီသတင်းကိုအားလုံးသိသွားတဲ့နောက်မှာတော့ကျင်းငယ်တွေအားလုံးကရာဇသိန်းငယ်ကိုဒေါသထွက်သွားကြတော့တယ်။နောက်တော့သူတို့အားလုံးပေါင်းပြီးတော့ရာဇသိန်းငယ်ကိုတတ်ဖို့အတွက်စီစဉ်လိုက်ကြတော့တယ်။အဲ့တော့ရာဇာတိုင်ငယ်ကြောင့်ငါတို့တော့ငှက်တယ်အများကြီးသိဆုံးသွားခဲ့ရတယ်။ရာဇာတိုင်ငယ်ကိုတင်ငင်းစာပြမှာဖြစ်တော်မယ်။ ဟုတ်တယ်ဟုတ်တယ်ငါတို့ရဲ့ညီကုံညီမတွေပေါ်လောက်ခဲ့တဲ့အတွက်တေချာပေါက်လစားချေရမယ်ဒါဆိုသွားရအောင်အဲ့ရာစာသိန်းကကိုပညာပြမှဖြစ်မယ်ချင်းငယ်တွေအားလုံးကဒေါသတကြီးနဲ့ရာစာသိန်းကကိုပညာပြဖို့အတွက်တောင်းပန်ကိုသွားလိုက်တော့တယ်တစ္ဆာဖောက်တဲ့ကောင်အားလုံးကိုအမှန်တရားပြပြလိုက်တယ်အခုတော့ချင်းငယ်တွေအားလုံးလည်းငါ့ရဲ့အမှန်တရားကိုသိနေလောက်ပြီချင်းငယ်တွေလည်းဒေါသထွက်နေရောပေါ့အခုလောက်ဆိုအခုတော့ငါလှုပ်နိုင်မှာမဟုတ်တော့ဘူး ရာဇာသိန်းငက်ကထွက်မပြေးခင်မှာပဲကျင်းငက်တွေအားလုံးကရောက်လာကြတော့တဲ့နောက်တော့ရာဇာသိန်းငက်ကိုတိုက်ခိုက်လိုက်တော့တယ်မင်းတော့တိတ်ပြီဒါမှ လုံးဝအလွတ်ပေးမှမဟုတ်ဘူးမင်းကမတိတ်မချက်တိတ်အောင်တက်ပြစ်မယ်ဘယ်ကျင်းငက်ကမှရာဇာသိန်းငက်ကိုအလွတ်မပေးပဲဝိုင်းပြီးတော့ရိုက်နှက်လိုက်ကြတော့တာပေါ့ချီရတဲ့တငယ်ချင်းတို့ရေဒီဇလန်းလေးကိုသဘောကျတယ်ဆိုရင် like နဲ့ share လေးလုပ်ပြီးတော့ဒီလိုမျိုးဇလန်းလေးတွေကိုကြည့်ချင်တယ်ဆိုရင် channel ကိုလည်း subscribe လုပ်ဖို့မမေ့နိုင်အောင်နော် တောင်ပိုင်းစာနေပြီကိုကလူရဲ့ကိုကလူကြားရဲ့လားသားလေးကိုကကဘိုက်စာနေပြီတဲ့ပြီးတော့ကျမလည်းဘိုက်စာနုံတို့ဘိုက်ထဲမှာကြွက်တယ်တောင်းချနေကြပြီမနေ့တော့ကလည်းငါပဲအစာရှာထွက်တာလीဟိုရင်တနေ့ကလည်းငါပဲသွားရှာနေရတာဒီနေ့အစာရှာထွက်ရမယ့်နေရာမင်းလည်းပဲကို့တပါရှာလာခဲ့နော်ဟွန်းအစာရှာထွက်ရမယ့်အလှတော့ရှင်အမှတ်မိတယ်နော်ကြံတဲ့စကားဆို ရှင်ဘယ်တော့မှမမှတ်မိဘူးကောင်းပါပြီကျမပဲသွားလိုက်ပါမယ် ဒါပေမဲ့ရှင်အိတ်မနေနဲ့နော်အိမ်ရဲ့အမိုးကိုလည်းကြည့်ပေးအောင်အမိုးပေါ်မှာတခုခုရှိနေရဲ့ထင်တယ်တင်းတင်းကြီးကမကအဆာရှာထွက်ဖို့အတွက်ပူရနေတော်ကိုသွားလိုက်တော့တယ်ပူရနေတော်မှာကလေပြင်းတွေတိုက်ခိုက်နေရကြောင်းတင်းပင်ကြောက်တပေကကြိုးချေသွားတော့တာပေါ့တင်းတင်းကြီးကမကအဲ့နေရာကိုသွားလိုက်တော့တယ်အဲ့တင်းပင်ချောက်ရဲ့အောက်မှာခြောက်ကောင်တဲသေးလေးတကောင်ကိုတင်းတင်းကြီးကမက တွေ့သွားတော့တယ်ခြောက်ကောင်ကအရန်အဟာရရှိတယ်လို့အမေကပြောဘူးတယ် ဒီနေ့တော့ခြောက်ကောင်ပဲစားလိုက်တော့မယ်။သူ့ကိုချက်ချင်းစားတော့မှဖြစ်တာကြောင့်ခြောက်ကောင်ကလန့်သွားတော့တယ်။အဲ့ဒီချိန်မှာခြောက်ကောင်ကသူ့ကိုလှုပ်ပေးဖို့တောင်းဆိုလိုက်တော့တယ်။ကြီးကမ်းမအကြီးကြီးရေလှပတဲ့ကြီးကမ်းမလေးရေငါ့ကိုမစားပါနဲ့နော်။ငါ့ကိုမသေးချင်သေးလို့ပါ။ငါ့ကိုလှုပ်ပေးပါနော်။ငါ့ကိုငါလှမှန်းသိတယ်။ပြီးတော့ငါအကောင်လည်းကြီးတယ်လေ။ငါနှစ်ကိုမစားဘူးဆိုရင်နင်ကငါ့အတွက်ဘာလုပ်ပေးနိုင်မလဲ။ငါလား နာနေရရန်သူတွေအားလုံးကိုဖျက်ဆီးပေးနိုင်တယ်ပြီးတော့သူတို့အိုးမဲ့အိမ်မဲ့ဖြစ်အောင်လည်းလုပ်နိုင်တယ်လीဟုတ်လားဘလို့မျိုးလဲငါကနေရရန်သူရဲ့အိမ်ကိုဝင်ပြီးတော့အိမ်ရဲ့တက်သားတွေကိုစားလိုက်မယ်လीအဲ့လို့ဆိုသူ့ရဲ့အိမ်ကလည်းပျို့လဲပျက်စီးသွားလိမ့်မယ်ဝါချကောင်ညာနေကအဲ့လိုအလုပ်ကြီးတွေကိုလုပ်နိုင်တာလားဒါဆိုလဲအပေးယူလောက်ကြတာပေါ့ ငါကတခြားအဆဆရှာပြီးတော့စားလိုက်မယ်။နေရတော့ငါရဲ့ရန်သူရဲ့အိမ်ကြီးကိုဖျက်ဆီးပေးမှဖြစ်မယ်။ငါနဲ့တူလိုက်ခဲ့။ငါနေ့ကိုငါရဲ့ရန်သူအိမ်ကိုလိုက်ပြမယ်။ဟောဝါစားကလေးမကသူ့ရဲ့အိမ်အပြင်မှာထိုင်နေတော့တာပေါ့။အမေရဲ့ကလေးတို့ကြီးဟိုအရှိရာတစ်ပင်ကြီးရဲ့အရှိမမြစ်တစင်းရှိတယ်။ကလေးတို့ရေတောက်ချလာပြီးဆိုရင်အဲ့ဘက်ကိုသွားရလိမ့်မယ်။ပြီးတော့ဟိုအဝေးကနေတောင်နေတွေ့ရတယ်မဟုတ်လား။အဲ့ဒီတောင်ရဲ့အနားမှာအသေးနံပင်တွေရှိတယ်။ တကယ်လို့အသိဉာဏ်နဲ့စားခြင်းနဲ့ဆိုရင်အဲ့ဒီကိုသွားလိုက်ရုံပဲအမေစပားပင်ကိုဘယ်ကနေရှားမှာလဲပြီးတော့ပြားမှုစိတ်ကိုရောဘယ်ကနေရမှာလဲအမေတမီးရေစပားဟင်းလင်းပြင်းနေရနေရတယ်လေပြားမှုစိတ်ကတော့လူတွေရဲ့စိုက်ခင်းနေရနေရတာဒါမဲ့ကလေးတို့တခုတော့မှတ်ထားနော်မိသွားလို့ပဲဖြစ်ဖြစ်လူတွေရဲ့စိုက်ခင်းကိုဘယ်တော့မှတယောက်ထဲမသွားနဲ့နော်သွားကျင်နေဆိုရင်တော့တခြားချင်းငက်တွေကိုပါအတူခေါ်သွားကြတော့ဟိုးဟိုးရှေ့မှာတွေ့ရမဟုတ်လား တွေ့တယ်အဲ့ဒါကစာကလေးမလေးပဲငါကစာကလေးမလေးရဲ့အိမ်ကိုဖျက်ဆီးပေးရမှာလားနင့်ရဲ့ရှန်သူကအဲ့ဒီစာကလေးမလားဟုတ်တယ်အဲ့ဒီစာကလေးမကငါ့ရဲ့ရှန်သူပဲဘာလို့လဲဆိုတော့စိတ်မရလို့လေအများတိုင်းရင်ကျေးပြနေရလေကျမကဟိုဟာလှုပ်လိုက်တယ်ကျမကဒီဟာလှုပ်လိုက်တယ်နဲ့စိတ်မပူပါနဲ့ငါ့ကိုအချိန်ဆက်ရက်ပေးပါဆက်ရက်အတွင်းနင့်ရဲ့ရှန်သူစာကလေးမရဲ့အိမ်ကပြိုပြီးတော့ပျက်စီးသွားစေရမယ် အဲ့ဆာကလေးမရဲ့အင်ရဲ့တက်သားတွေအားလုံးငါစားပြစ်လိုက်မယ်လေအဲ့ဒီနောက်မှာတော့တနင်ကြီးကမကထွက်သွားလိုက်တော့တယ်ချားကောင်ကလည်းတဖြည်းဖြည်းချင်းစီတက်ပြီးတော့ဝေါ်ပါစာကလေးမရဲ့အင်စီကိုသွားပြီးတော့အင်ခေါမိုးပေါ်ကိုတက်သွားလိုက်တော့တယ်နောက်တော့သူ့ရဲ့အလုပ်ကိုစလုပ်တော့တာပေါ့ဝေါ်ပါစာကလေးမကသူ့ရဲ့ကလေးတွေကိုခေါ်ပြီးတော့ဟင်းလင်းပြည့်ရဲ့တပည့်တပည့်မှထိုင်နေတော့တာပေါ့ကလေးတို့ရေတကယ်လို့စာလောင်နေတဲ့ကျင်းညက်တွေကိုတွေ့ရင်ဘယ်တော့မှတယောက်ထဲမပြစ်ထားဘဲနဲ့ကုညီပေးကြနော် ဒါမဲ့အမေတမီးစီမာကစဘာနေနေပဲရှိရရောဘလို့လောက်တဲ့လဲအဲ့ဒါဆိုရင်တော့အရင်ဆုံးတမီးမာရှိရစဘာတွေအားလုံးကိုသူ့ကိုကျွေးလိုက်နော်ဘဝစားကလေးမကသူ့ရဲ့ကလေးတွေကိုတောထဲမှာဘလို့မျိုးနေထိုင်တဲ့ဆိုပြီးတော့တင် जा ပေးလေးရှိတော့တယ်တစ်ဖက်မှာတော့တင်တင်ကြီးကန်းနဲ့ကာလူကြီးကန်းတို့ကအရန်ကိုစိုးသွမ်းပြီးတော့အကျင့်မကောင်းတဲ့ကျင်းငက်တွေဖြစ်ကြတာပေါ့သူတို့တွေကသူတို့ရဲ့ကလေးတွေကိုလည်းအများနဲ့မကောင်းတဲ့အရာတွေကိုပဲပြုတ်ပြပြီးတော့မကောင်းတဲ့အရာတွေကိုပဲသိမ်းမင်းလေးရှိတာ တားလေးကူကူရဲ့တားလေးတိလားမကြခင်ရက်အတွင်းမှာပဲစာကလေးမရဲ့အိမ်ကပြုတ်ကြတော့မှာအမေကမိုးလေဝသဌာနကိုသွားလာခဲ့တာလားအမေရေလေပြင်းတိုက်ပြီးတော့တတဲမဲမဲမိုးရွာမှာတဲ့လားအာမဟုတ်ပါဘူးတားလေးရလေလေပြင်းကမတိုက်သလိုမိုးလည်းရွာမှာမဟုတ်ဘူးဒါပေမဲ့မကြခင်မှာပဲအဲ့ဒီစာကလေးမရဲ့အိမ်ကပြိုရတော့မှာ။ဟွန်းဒါမဲ့အမေဘလို့လုပ်ပြီးတော့ဖြစ်နိုင်မှာလဲ။ အာအမေကသူ့အိမ်မှာခြားတကောင်ထားခဲ့တယ်လေသူ့အိမ်ကတက်သားတွေအားလုံးစားပြီးတော့အိမ်ကိုပြိုလဲအောင်လုပ်ပေးမှာသူ့အိမ်ကဘလို့တောင်ပြိုကျသွားမလဲသိမှာမဟုတ်ဘူးအဲ့ဒါကိုနားထောင်ပြီးတော့ကုကူကြီးကလည်းထိုက်လိုက်တော့တယ်ငါ့ရဲ့အမေကအတော်ဆုံးပဲအဲ့လိုနဲ့ပဲရက်အနေနဲ့ကုန်ဆုံးသွားတော့တယ်တရက်မှာတော့ဝဝစားကလေးမကအိမ်ရဲ့ကျမ်းမြင်မှာ ပေါင်းလာလို့အမုံတွေကိုတွေ့သွားတော့တာပေါ့ကလေးတို့ရေဒါကဘာလဲယင် အမေအထင်တော့မျက်နှာချက်ကနေတခခုပြုတ်ကျလာတယ်နဲ့တူတယ်။ဒါမဲ့အမေအဲ့ဒါဘာဖြစ်နိုင်လဲ။အမေလည်းမသိပါဘူး။အမေအခုပဲအဖွားစီကိုသွားပြီးတော့မေးကြည့်လိုက်မယ်။အဖွားဆိုရင်အကုန်လုံးသိလောက်မှာ။အဲ့လိုပြောပြီးတော့ဝဝစားကလေးမက အဖွားကိုခေါ်မလေးစီကိုပြန်သွားလိုက်တော့တယ်။အဖွားရဲ့သမီးရဲ့အိမ်မျက်နှာချက်ကနေပေါင်လာလို့အမောက်မျိုးတွေပြုတ်ကျလာလို့လေ။ဒါဆိုရင်တော့မကောင်းတော့ဘူး။အဖွားလာကြည့်ပေးမယ်သမီး။ အဖွားကိုခုံမလေးကဝဝစာကလေးမရဲ့စကားကိုနားထောင်ပြီးတော့စိုးရိမ်သွားတော့တယ်။နောက်တော့သူနဲ့အတူအိမ်ကိုလိုက်လာတော့တယ်။သမီးလေးဝဝရေးကြည်ရတာသမီးအိမ်ရဲ့တက်သားတွေကိုခြောက်ကောင်ကစားပြီးတော့ကြိုက်စားနေပြီထင်တယ်။အဲ့ဒီတိုင်းသားဆိုရင်အိမ်ကပြိုကျသွားနိုင်တယ်။ဖျားရေဘလို့လောက်ကြမလဲ။သမီးရဲ့အိမ်ကိုခြောက်စားနေပြီပေါ့လေ။ဟုတ်တယ်သမီးလေး။အမေခြောက်ကောင်ဆိုတာဘာလဲရေ။ နောက်မှပြောပြမယ်တမီးရဲ့ဒါဆိုအဖွာတမီးဘာလုပ်ရမလဲချက်တူရွေးစီကိုသွားလိုက်သူ့စီမှာချကောင်တက်တဲ့စိရှိတယ်အဲ့စိကိုယူပြီးတော့အိမ်မှာဖျန်းထားလိုက်အဲ့လိုဆိုရင်အဖွာချကောင်ကတိတ်သွားမှလားရင်ဟုတ်တယ်တမီးအခုချရီကပွားများလာပြီလေအဲ့နောက်မှာတော့ဝဝစာကလေးမလေးကချက်တူရွေးစီကိုရောက်လာတော့တယ်အဲ့နောက်မှာတော့ဝဝစာကလေးမကချက်တူရွေးကိုအเจ้าကုံပြောပြလိုက်တော့တယ် အဖွားခုံမလေးကပြောလိုက်လို့လေအဲဒီမှာချတက်စေရှိရဲဆိုလို့အာရှိရင်ရောင်းပါလိုက်ရောင်းမိပါမယ်ဒါမဲ့တခုတော့တတိထားနော်စေမဖြန်းနေအရင်ဆုံးကလေးတွေကိုအိမ်ထဲမှာမထားနဲ့ဟုတ်ကဲ့ကိုအဲ့နောက်မှာတော့ဘဝစားကလေးမကချတက်စေကိုဝယ်လာပြစ်လိုက်တော့တယ်နောက်တော့အိမ်မှာထည့်ဖို့အတွက်ပြင်ဆင်လိုက်တော့တာပေါ့ကလေးတွေအိမ်ကနေအပြည့်ခဏလောက်ထွက်ပြီးတော့နေကြနော်ကလေးတွေအားလုံးကအိမ်ကနေအပြည့်ထွက်သွားကြတော့တယ် ။နောက်တော့ဘဝစားကလေးမကမက်စတက်လိုက်တော့တယ်။တစ်သားရဲ့အခေါမောက်ကနေခြကအားလုံးကြည့်နေရတာပေါ့။ကိုတရားတော့မယ်ဆိုတာကိုသိတဲ့အချိန်မှာသူ့ရဲ့အသက်ကိုမတတ်ဖို့အတွက်ဘဝစားကလေးမကိုတောင်းဆိုလိုက်တော့တယ်။စားကလေးမလေးဘယင်မစားကလေးမလေးရေကျွန်တော်မတတ်ပါနဲ့။ဒီကနေထွက်သွားပေးပါမယ်။နောက်ဘယ်တော့မှဒီကိုပြန်မလာတော့ပါဘူး။ဒါဆိုနင်ကဘာလို့ငါ့ရဲ့အိမ်ကိုရောက်လာရတာလဲငါဒီအိမ်ကိုဘယ်လောက်တောင်စူးစမ်းပြီးတော့စောက်ထားရလဲဆိုတာရောသိရလား အခုမှတက်တာကြောင့်တချောင်းပဲစားရသေးတာပါတက်တာကိုပြန်လဲလိုက်ရင်အိမ်ကအရင်တိုင်းပြန်ကောင်းသွားမှာပါဘဝစားကလေးမကချကောင်ကိုတနာသွားတော့တယ်အဲ့ဒါကြောင့်အစိမ့်မခတ်တော့ဘူးပေါ့အဲ့နောက်မှာတော့ချကောင်လေးကအိမ်ကနေထွက်သွားလိုက်တော့တယ်ကလေးတွေကလည်းအိမ်ကိုပြန်ရောက်လာကြတော့တယ်ဘဝစားကလေးမကသူ့ရဲ့ကလေးတွေကိုစပားကျွေးလိုက်တော့တယ်ကလေးတို့ရေအိမ်ရဲ့တက်တာကြောင့်တချောင်းကိုပြောင်းရတော့မယ်မနေ့ကကြာရင်အမေတို့တောအုပ်သွားပြီးတော့ယူလာရမှာ ။ချကောင်လေးကသွားရင်သွားရင်နဲ့ကြီးကမ်းမိသားစုရဲ့အိမ်ကိုရောက်သွားတော့တယ်။နောက်တော့တပည့်မို့တက်ပြီးတော့ကြီးကမ်းမိသားစုရဲ့အိမ်ထဲကိုဝင်သွားတော့တယ်။နောက်တော့ချကောင်ကကာလူကြီးကမ်းတို့ရဲ့အိမ်ကိုသူ့ရဲ့နေရာအသစ်အနေနဲ့လှုပ်ပြီးတော့အဲ့ဒီကတစ်သားတွေကိုစားပြစ်လိုက်တော့တာပေါ့။ကာလူကြီးကမ်းရဲ့မိသားစုကတစ်နေ့လုံးတောထဲမှာရှောက်ပတ်နေပြီးတော့ညဘက်ရောက်မှအိမ်ပြန်အိတ်ကြတော့တယ်။အဲ့ဒါကြောင့်ချကောင်ကသူတို့အိမ်ရာတစ်သားတွေကိုစားနေတယ်ဆိုတာကိုမသိလိုက်ဘူးပေါ့။ အဲ့လိုနဲ့ပဲဆယ်ရက်ကုန်ဆုံးသွားတော့တယ်။ခြောက်ကောင်လေးကကာလူကြီးကန်းတို့အိမ်ကိုဖြိုကြတော့မဲ့ဆဲဆဲဖြစ်အောင်လှုပ်လိုက်တော့တာပေါ့။တကယ်မှာတော့လေပြင်းနဲ့အတူမုန်တိုင်းတစ်ခုကပါပါလာတော့တယ်။မိုးလည်းတဲကြီးမဲကြီးရွာချလိုက်တော့တယ်။ကိုကလူရဲ့ကိုကလူတားလေးကူကူကြီးနေလိုက်။ခဏနေဝဝစာကလေးမကငိုယုံရင်းနဲ့ရောက်လာလိမ့်မယ်။ညီမလေးကိုအခုရဲ့အိမ်မှာနေခွင့်ပေးပါနော်ဆိုပြီးတော့ငိုယုံပြောဆိုရင်းနဲ့ရောက်လာလိမ့်မယ်။ အဖေနဲ့အမေသူတို့သာတားတို့အိမ်ကိုရောက်လာရင်တားကသူတို့နှစ်ယောက်လုံးမောင်းထုတ်မှာစကားပြောနေရင်လည်းတင်းတင်းကြီးကမရဲ့အကြီးအမျက်နှာချက်ပေါ်ရောက်သွားတော့လေတဖြည်းဖြည်းနဲ့အောက်ကိုပြုတ်ကျလာတော့တာပေါ့ပြေးတော့ကိုကလူနဲ့တားလေးအမေတို့ရဲ့အိမ်ကပြုတ်ကျတော့မယ်နောက်တော့သူတို့အားလုံးကအိမ်အပြင်ကိုမြေမြန်လေးထွက်လာလိုက်တော့တယ်ခဏအကြာမှာပဲသူတို့ရဲ့အိမ်လေးကအောက်ကိုကျပြီးတော့ပြုတ်ကျသွားတော့တယ်ဘာလို့လဲဆိုတော့ဘဝဆာကလေးမရဲ့အိမ်ကနေထွက်လာတဲ့ခြောက်ကောင်ကြီးက တင်တင်တို့ရဲ့အိမ်ကိုရောက်လာပြီးတော့တက်သားလေးကိုစားလိုက်တာကြောင့်ပေါ့အမေအမေအားလုံးကပြောင်းပြန်ဖြစ်ကုန်ပြီကျွန်တော်တို့ရဲ့အိမ်ကပြိုကျသွားပြီပြီးတော့အန်နီဝဝရဲ့အိမ်ကအခုချိန်ထိအကောင်းနိုင်ပဲဟုတ်တယ်သားလေးအမေကဝဝစားကလေးမကို မကောင်းကြတဲ့အတိုင်းပဲအမေတို့ပြက်ခံရတာနောက်တော့တင်တင်ကြီးကမ်းမလေးတို့တမိသားစုတော်ကအိမ်မင်းနောက်မှာပဲထိုင်ပြီးတော့ငိုနေကြရတာပေါ့